ုဖာနိဟေဝပစိနံတံဖြာတတမနတံနရံအတိတ်တံယေဝကာမေတုအန္တကောကုရုတိဝတံဓမ္မရတပေါ်အောင်နားထောင်ကြည့်မယ်ဆိုရင်ဘာတော့ဆိုပုဗ္ဗာနိဟေဝပစိနံတံပန်းဥယျာဉ်ကြီးထဲမှာ ပန်းအလှတွေစိုက်ပျိုးထားတဲ့ပန်းမျိုးစုံတဲ့ပန်းဥယျာဉ်ကြီးတွေမှာပိုင်းကျက်တဲ့လူဟာဒီပန်းလေးကလှတယ်ဟိုပန်းလေးကလှတယ်နဲ့ပန်းတွေကိုရွေးချယ်ပြီးတော့လိုက်ရှာပြင်ဦးလင်းသွားလိုက်ပန်းပွဲတော်ကြာအဲ့လိုပဲဖြစ်မှာပဲเนาะပြင်ဦးလင်းမှာပန်းပွဲတော်ကြီးလှုပ်တဲ့အခါပန်းအလှလေးတွေအများကြီးပြထားတယ်အဲ့ပြထားတဲ့ပန်းလှလေးတွေကိုချီပြီးတော့ ါလေးကလှတယ်ဟိုကလေးကလှတယ်နဲ့ရွေးချယ်နေတာနော်ရွေးချယ်နေတာပြာတတမနတနာပန်းအလှပေါ်မှာလူတွေရဲ့စိတ်ဟာရောက်ရှိနေတယ်အဲ့ဒါလိုပဲတဲ့ဘဝရတာဟာသူ့ဘဝရလာတဲ့ပုဂ္ဂိုလ်တယောက်ဟာပန်းဥယျင်ကြီးရောက်ပြီးတော့ပန်းလေးတွေကိုအလှလေးတွေရွေးနေတယ်လို့ပဲလူတွေကအကောင်းလိုက်ရွေးနေကြတာနော်ဒီစင်တဲ့အမြတ် ကိုကြိုက်တာလေးတွေလိုက်ရွေးပြီးတော့အလှပါကိုရှာပွေးနေကြတာဖြစ်တယ်။နှစ်သက်ဆရာတွေ၊ကျင့်သက်ဆရာတွေရှာပွေးကြတာ။အိမ်မှာရှာလို့အမရဘူးဆိုလမ်းထွက်ရှာ။ဟုတ်ဟုတ်လားမဟုတ်လားကိုယ့်အကိုစဉ်းစားကြည့်။အိမ်မှာထမင်းစားလို့မဝမဟုတ်တယ်မမေ့ဘူးဆိုလို့ရှိရင်ထမင်းဆိုင်သွားတယ်လေအဲ့ဒါထွက်ရှာတာပဲပေါ့။မျက်စိကလည်းထုတ်တူပဲနားကလည်းထုတ်တူပဲနှာခေါင်းကလည်းထုတ်တူပဲ။ လျာကလည်းထုတ်တူပဲခန္ဓာကိုယ်ကလည်းထုတ်တူပဲစိတ်ထဲကလည်းထုတ်တူပဲအလှပတွေရွေးရင်ချဲရင်နဲ့ရွေးလို့ချဲလို့ကိုအမရနိုင်ဘူးစူပါမားကတ်ကြီးတွေဝင်သွားရင်ဟိုဟာလေးကလည်းကောင်းတယ်လိုချင်တယ်ဒါလေးကလည်းကောင်းတယ်လိုချင်တယ်လိုချင်စရာတွေအများကြီးတွေ့ပြီးရွေးရင်ရွေးရင်နဲ့စူပါမားကတ်တွေကမထွက်နိုင်အဲ့မထွက်နိုင်တာဟာဘာကဆွဲဆောင်ထားတာတော့ဆိုပြာတတ္တမနတံသူဟာ မရသေးတာကြာရခြင်းနဲ့ရပြီးသားကြတော့လက်ထဲဆုပ်ကင်ထားအဲ့ဒီလူတွေရဲ့ရင်ထဲမှာ သူကရှာလို့ဖွေလို့အမရနဲ့ကာဒစီစီရပြန်တော့လေဒီကမော်ရန်အောက်သွားပြီဆိုမော်ရန်မြင်းနဲ့ကလိုက်ရှာပတ်စံလေးချမ်းသာလာလို့ရှင်ဒါလိုက်ရှာမှာပဲလေလက်ရှိအိမ်လေးအဆင်ပြေသေးဘူးအိမ်သစ်ဆောင်ပဲ ကောင်းတဲ့ကောင်းတာကိုလိုက်လံရှာပွေတယ်ရှာပွေလို့လူတွေဟာနှစ်ပေါင်းများစွာရှာလာတော့လေရှာလို့တော်ပြီလို့ရတဲ့လူရှိလားဆိုတော့ရှာတယ်เนาะအဲ့တော့အတိတ်တန်ရေဝကာမိတုတဲ့အခုလို့စူပါမားကတ်ကြီးလို့အလှပါတွေလိုချင်စရာပစ္စည်းတွေစုံးနေတဲ့ထဲဝင်ရောက်ပြီးဟိုလေးလည်းလိုချင်တယ်ဒါလေးလည်းလိုချင်တယ်လို့ လက်ထဲမှာလည်းတပုံကြီးထည့်ထားပြီးပြီး နောက်ထပ်လည်းလိုချင်နေသေးတယ်ဘဝမှာအဲ့ဒါလို့အနေထားမျိုးကနေပြီးတော့ဖြာတတ္တမနတန်နရစိတ်ထဲမှာအလုံးကိုနှစ်သက်တဲ့နှစ်သက်တဲ့စိတ်တတ်နဲ့အတိတ်တန်ရေဝကာမိတုနှစ်သက်စရာအာယုန်ဒီပေါ်မှာသူဟာကျင့်တတ်သွားတယ်ဆိုတာဘယ်မှာမရှိဘူး အာရသွားတယ်လို့ဘယ်မှာမရှိဘူးဒါကြောင့်မို့အတိတ်တဆိုတာအာမရတာမတင်းတိမ်တာနော်မတင်းတိမ်ဘူးရှာလို့လည်းမတင်းတိမ်ဘူးရထားလို့ရှင်လည်းရလို့လည်းမတင်းတိမ်ဘူးအသုံးပြုပြန်တော့လည်းအသုံးပြုလို့လည်းအာမရသေးဘူးနော်သုံးပြုလို့လည်းအာမရဘူး လိုချင်တဲ့အခါသုံးဖို့ဆိုသိမ့်ထားတာသိမ့်လို့လည်းအမရသေးဘူးနောက်တစ်ထပ်သိမ့်ဦးမှာပဲเนาะရလာသိမ့်လို့လည်းအမရဘူးအဲ့တော့လောကလူတွေဟာပစ္စည်းဥစ္စာကိုရှားလို့လည်းအမရဘူးရှားယူလို့လည်းအမရဘူးအသုံးပြုလို့လည်းအမရဘူးသိမ့်ထားလို့လည်းအမရဘူးဆက်ပြီးလုံနေတော့မယ်ဒါတွေအကုန်လုံးစိတ်နဲ့အာရသွားတယ်လို့ဒီလိုမရှိဘူး အဲ့ဒီလိုရှာရင်ဖွေရင်လှုပ်ရင်ကန်ရင်ပဲဘာဖြစ်တုံးဆိုအန္တကောကုရုတိဝတံအန္တကလို့ဆိုရဘဝကိုအဆုံးသတ်စေတတ်တဲ့တေချင်းတရားကသူ့ကိုဘဝကိုအဆုံးသတ်သွားစေတယ်အဲ့ကြတော့မှရတ်တော့တာမရလို့မရတော့အကြနော်ဆိုလိုတဲ့အတိပ္ပယ်ကတော့လူတွေဟာရှာလို့ဖွေလို့ ဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးတဲ့သိမှရမယ်လို့ပြောတာပဲဒါနော်ဘောကမြတ်စွာဘုရားဟောလို့ရင်အဲ့ဒါအေးလှပတဲ့ပန်းဥယျင်ကြီးဝင်သွားပြီးတော့ပန်းအလှတွေရဲ့ဆွဲဆောင်မှုနောက်မှာလိုက်နေတဲ့လူလူတဲ့ဘယ်တော့မှဒီအလှပတွေကလည်းကြည့်လို့မဆုံးဘူးလူချင်းသားကြီးပဲဟိုပန်းလေးကလည်းလှဒီပန်းလေးကလည်းလှအဲ့ဒါလို့လူချင်းလို့ ရယူလို့လဲအာမရတိန်ထားလို့လဲအာမရမျောလင်းတန်တာရင်နဲ့ပဲတည်ဆုံးသွားရတယ်လို့သူဆိုလို့တယ်ဒါလောကကြီးရဲ့တဘာဝသူ့တဘာဝကိုမြတ်စွာဘုရားဟောတာဖြစ်တယ်